အားလုံးမဲ့မင်္ဂလာပါ first star programming အရင်ကပြန်လိုက်စိုးစိုးလိုက်ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီလူတွေဂျားထဲမှာအဓိကမေခွန်းတစ်ခုဖြစ်တဲ့ကုတ်ရေးခြင်းကတကယ်ခက်ခဲသလားဆိုတဲ့အကြောင်းစင်ကိုကျွန်တော်ဆွေးနွေးပေးဖို့မှာဖြစ်ပါတယ်ဆိုတော့အခါကျတော့မိတ်ဆွေတို့ဆက်မစားလို့ရှိရင်အဆုံးထိလိုက်ကြည့်ပါကျွန်တော်တို့တိုင်းပြည်မှာဒီနီးပညာနယ်ပယ်ကဖွံ့ဖြိုးလာတာနဲ့အမျှကျွန်တော်တို့ကုတ်ရေးခြင်းကိုစိတ်ဝင်စားတဲ့သူတွေလည်းကျွန်တော်တို့တဖြည်းဖြည်းများလာပါတယ်။ဒါပေမဲ့ဒီစတင်လေ့လာခြင်းတဲ့သူတွေအတွက်ကအဓိကစိုးရင်စရာတစ်ခုဖြစ်နေတာအကြောရအခါကျတော့ဒီ ကုတ်ရည်ချင်းကတာမန်လူတွေလှုပ်ဆောင်နိုင်တဲ့ကျွမ်းကျင်မှုတစ်ခုဟုတ်မဟုတ်ဆိုတာပါပဲဆိုတော့ဒီနေ့ကတော့ဒီကုတ်ရည်သားချင်းရဲ့ဒီအမှန်တရားတွေပြီးတဲ့အခါကျတော့ကြုံတွေ့လာနိုင်တဲ့ကျွန်တော်တို့စိန်ခေါ်မှုတွေပြီးတဲ့အခါကျတော့ကျွန်တော်တို့ကုတ်ရည်ချင်းကိုအောင်မြင်စွာလေ့လာနိုင်မဲ့နည်းလမ်းကောင်းတွေကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ကုတ်ရည်တာကိုစိတ်ဝင်စားပြီးတဲ့အခါကျတော့စတင်လေ့လာခြင်းနဲ့ဒုတိုင်းအတွက်အထူးအသုံးဝင်တဲ့အချက်လက်တွေကိုကျွန်တော်မျှဝေပေးပါမှာဖြစ်ပါတယ်ဆိုတော့အခါကျတော့စလိုက်ကြအောင်ပါ ဆိုတော့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကုတ်ရေးခြင်းကဘာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဗျာကုတ်ရေးခြင်းဆိုတာဗျာရိုးရှင်းအောင်ပြောရလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာတွေနဲ့စကားပြောဆိုတဲ့အနည်းလမ်းတစ်ခုပဲဖြစ်တယ်ဗျာကွန်ပျူတာတွေကကျွန်တော်တို့လိုစကားလုံးတွေနဲ့တို့ကမစင်းစားပါဘူးတို့ကအချက်အလက်တွေကိုတို့က digital အဖြစ်နားလဲပါတယ်အဲအကြောင်မလို့ကျွန်တော်တို့ကွန်ပျူတာနားလဲနိုင်တဲ့ဘာသာစကားတွေတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ programming language တွေကိုကျွန်တော်တို့အသုံးပြုပြီးရတဲ့အခါကျတော့ဘာလို့စီချင်တာလဲဆိုတော့ကျွန်တော်တို့ညွှန်ကြားပြသအကြံပေးဖြစ်ပါတယ်ဆိုတော့ ကုတ်ရေးခြင်းကိုရေဘူးအပြင်ကျွန်တော်တို့ကဒီမတူညီတဲ့ပြဿနာတွေဖြေရှင်းဖို့အတွက်ဒီလမ်းညွှန်ချက်မှန်မှန်လေးပေးပြီးရတဲ့အခါကျတော့ကျွန်တော်တို့တိစောက်ရပါတယ်ပြီးရတဲ့အခါကျတော့အကြောင်းအရာအစိုက်အပိုင်းတွေကိုကျွန်တော်တို့အစီအစဉ်တကြစီစဉ်းစားပြီးတော့မှကျွန်တော်တို့ပြဿနာတွေကိုဖြေရှင်းရပါတယ်ပြီးတဲ့အခါကျတော့ကွန်ပျူတာကအလိုနှစ်ယောက်လှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ညွှန်ကြားချက်တွေကိုကျွန်တော်တို့ကရေးသားခြင်းကိုကျွန်တော်တို့စို့လိုပါတယ်ဥပမာတစ်ခုပြောရလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ညီဒါမှမဟုတ်ညီမ တက်ရောက်ရောက်ကိုကျွန်တော်တို့က coffee ဖြော်ခိုင်းလိုက်မယ်ဗျာဆိုတော့အခါကျတော့အဲ့ဒီ coffee ဖြော်ဖို့အတွက်ကျွန်တော်တို့ကပြောလိုက်မယ်ဘာလဲဆိုတော့မီးဖို့ကန်တဲ့သွားပါပြီးလို့ရှင် coffee ခွက်တစ်ခွက်ကိုယူပါ coffee မုန့်ထဲ့ပါပြီးလို့ရှင်ရင်လေးထဲ့ပါပြီးလို့ရှင်ကျွန်တော်တို့စီယူလာပြီးပါစားရဟာရဖြစ်ပေါ့နော်အဲ့လိုမျိုးပဲကုတ်ရေးခြင်းကလည်းအလားတူပါပဲဒါပေမဲ့ ကျွန်တော်တို့ကဒီကွန်ပျူတာကိုပုံမတိကျတဲ့ညွှန်ကြားချက်တွေကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်။ကုတ်ရေးခြင်းရဲ့ခက်ခဲရတဲ့အကြောင်းရင်းကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။ပထမအဆုံးအချက်ကကြတဲ့အခါကျတော့အသည့်ဖြစ်တဲ့တွေးခေါ်မှုပုံစံဘလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လူသားတွေကဘာသာစကားတွေပဲကျွန်တော်တို့ပြောဆိုဆက်သွယ်ဖို့အတွက်ကျွန်တော်တို့ကလေ့ကျင့်ထားတဲ့ပုံစံတွေဖြစ်တယ်ပေါ့ဗျာ။ဆိုတော့ကုတ်ရေးတာကြတဲ့အခါကျတော့တည်ဆနာထုကိုအစင်စင်ဖြည့်ရှင်းရမယ့်နီလန်းအဖြစ်ကျွန်တော်တို့ကစဉ်းစားရမှာဖြစ်တယ်။ ဲ့လိုစဉ်းစားတဲ့ပုံစံကကြတဲ့အခါကျတော့ကျွန်တော်တို့ဒီဘာသာစကားအစ်စ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြောပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီကွန်ပျူတာကိုကျွန်တော်တို့ခိုင်းတဲ့အဟာကိုကျွန်တော်တို့ကဒီကုတ်တင်ရေးတယ်လို့ကျွန်တော်တို့ပြောပါတယ်ဒုတိယအချက်ကကြတဲ့အခါကျတော့ကျွန်တော်တို့ debug debugging လုပ်နိုင်စနေပါဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်မှာအမားတစ်ခုဖြစ်တာလေ program တစ်ခုလုံးကအလုံးမလုပ်တာကိုကျွန်တော်တို့ကကြုံတွေ့နိုင်ပါတယ်အဲ့ဒီအမားတွေကိုရှာတွေ့ဖို့ပြီးတဲ့အခါကျတော့အဲ့ဒီအမားတွေကိုနားလည်အောင်လုပ်ဖို့ကိုကျွန်တော်တို့ကပြင်ဆင်ဖို့အချိန်ယူရပါတယ် ဒီဟာကြတဲ့ခါကျတော့ဗျာဒီ error တွေကိုကျွန်တော်တို့စိတ်ပြက်ပြီးတဲ့ခါကျတော့ဗျာရှေ့ကိုဆက်ပြီးတဲ့ခါကျတော့မလုပ်ချင်တဲ့ခံစားချက်တွေကျွန်တော်တို့ပေါ်နေပါတယ်ဒါပေမဲ့ give up မလုပ်ပါနဲ့ရှေ့ရဆက်သွားပါတစ်ချိန်ချိန်တစ်ခါခါရောက်လို့ရှိရင်ကျွန်တော်တို့အားလုံးကိုကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့လုံနိုင်သွားမှာဖြစ်ပါတယ်ဆိုတော့ခါကျတော့နံပါတ်3ကျွန်တော်တို့စားသားများစွာကိုကျွန်တော်တို့မှတ်မိရပါတယ် ဘယ်လိုလဲဆိုတဲ့အခါကျတော့ programming ဘာသာစကားတွေမှာစင်တူတဲ့တုံးလုံးနေပြီးတဲ့အခါကျတော့နီးစနစ်တွေပြီးတဲ့အခါကျတော့ဖွဲ့စည်းပုံတွေအများကြီးရှိတယ်။အစပိုင်းမှာဒါတွေကိုအကုန်မှတ်ထားဖို့ဘလို့မှမဖြစ်နိုင်ဘူးဗျာ။ပြီးတဲ့အခါကျတော့အဲ့ဒီဟာတွေကိုအကုန်မှတ်ထားပြီးတဲ့အခါကျတော့ကျွန်တော်တို့ဘယ်အချိန်မှာဘာအသုံးပြုရမလဲဆိုတာကိုလည်းကျွန်တော်တို့စဉ်းစားဖို့ဘလို့မှမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့အချိန်ပေးပြီးတဲ့အခါကျတော့ကျွန်တော်တို့တင်ယူရမှာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့မမက်လေးအချက်ကျွန်တော်တို့မီးပညာအမြင်ပြောင်းလဲခြင်း ျွန်တော်တို့ကုတ်ရေးသားတဲ့နေရာမှာကျွန်တော်တို့အသုံးပြုတဲ့ဤပညာတွေပြီးတဲ့အခါကျတော့ library တွေ framework တွေအကြတဲ့ခါကျွန်တော်တို့အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အစဉ်ဆက်မပြတ်လေ့လာပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီနောက်ဆုံးပေါ်ဤပညာတွေကိုကျွန်တော်တို့လိုက်မိအောင်စူးစမ်းရပါမယ်နောက်ဆုံးနံပါတ်5အချက်ကျွန်တော်တို့ပေါ်ပြဖို့ခတ်တဲ့မာမြဘလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတစ်ခါတလေမှာကျွန်တော်တို့ကုတ်မှာ error ရှိနေတယ်ဒါပေမဲ့ ဘာ error လဲဆိုတော့ကျွန်တော်တို့အလွဲတကူကျွန်တော်တို့စဉ်းစားလို့မရဘူးဗျာအဲ့အထူးသဖြင့်ဒီ certain လေးလာတဲ့သူတွေပြီးရဲ့အခါကျတော့အခုမှ junior level လောက်ရှိတဲ့သူတွေအတွက် ကတော့အဲ့ဒီဟာကလုံးဝကိုစိတ်ပြတ်စေနိုင်ပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကော်မာတခုကိုလိုအပ်တဲ့နေရာမှာထည့်ထားတာမျိုးတွေပြီးရဲ့အခါကျတော့ကွင်းစားကွင်းပိတ်တွေမှားနေတာမျိုးတွေဖြစ်တတ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုကိုဆက်သွားပါမယ်ကုတ်ရေးတာက တကယ်ပဲခက်ခဲသလား ဆိုတော့ကုတ်ရေးတာကခက်ခဲလားဆိုတဲ့မေးခွန်းအတွက်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင်ခက်ခဲတဲ့အပိုင်းတွေရှိခဲ့ဒါပေမဲ့စိတ်ရှိရှိလုံးလို့ရှိရင်ကျွန်တော်တို့လူတိုင်းသိယူနိုင်မှာဖြစ်ပါတယ်ပရမတ်အဆုံးချက်ကျွန်တော်တို့ဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်သိယူဖို့အရင်အမြတ်တွေအများကြီးရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီခေတ်မှာကြာတဲ့အခါကျတော့ကျွန်တော်တို့ဒီ online ပေါ်မှာ ဒီကုတ်ရေးရတဲ့ဟာတင်ရိုးတွေပြီးတဲ့ခါကျတော့တင်ရန်စာတွေပြီးတဲ့ခါကျတော့ video တွေအများအပြားရှိတယ်ပြီးတဲ့ခါကျတော့အကုန်လုံးက free source တွေဖြစ်ကြပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းဒီကုတ်တင်တဲ့ဟာတွေကို YouTube ပေါ်မှာတင်ပြီးတဲ့ channel တွေလည်းကျွန်တော်တို့အများကြီးကျွန်တော်တို့ပေါ်လာကြပါတယ်ဆိုတော့ဒုတိယတစ်ချက် Ocean နဲ့ Korea တွေ ဘယ်လိုမျိုးလဲဆိုလို့ရှိရင်စတင်လေ့လာတဲ့သူတွေအတွက်ဗျာဒီကရိယာတွေပြီးတဲ့အခါကျတော့ကျွန်တော်တို့ programming ဘာသာစကားတွေအများကြီးရှိတယ်။ဥပမာ scratch တို့ python တို့ javascript တို့ကစတင်လေ့လာတဲ့သူတွေအတွက်ကိုလုံးဝကိုဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။ဆိုတော့နံပါတ်3အချက်တိုးတက်မှုများကိုကျွန်တော်တို့မြင်နိုင်ခြင်းဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ရေးခြင်းရဲ့အကောင်းဆုံးအချက်ကဒီရေးလိုက်တဲ့ကုတ်ကိုကျွန်တော်တို့ချက်ချင်းမြင်လိုက်ရတာပါ။ ဥပမာကျွန်တော်တို့ကုတ်ကအလုံးလုံးတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စ조사မှုအတွက်ကျွန်တော်တို့ချက်ချင်းအဖြစ်ရတယ်။အဲအကြောင်းမလို့အဲ့ဒီအချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကိုယ်ကိုကျွန်တော်တို့ motivate ဖြစ်ပြီးခါကျတော့ကျွန်တော်တို့အရင်စိတ်လှုပ်ရှားပြီးတော့ထပ်လှုပ်ချင်တဲ့စိတ်တွေကျွန်တော်တို့ပေါ်လာပါတယ်။ဆိုတော့နံပါတ်၄အချက်လက်တွေ့ဘဝမှာအသုံးဝင်ခြင်း။ကျွန်တော်ကုတ်ရေးလာတတ်တာနေအမျှကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်တွေကိုလည်းပုံမှုလွယ်ကူအောင်လို့ကျွန်တော်တို့ program တသေးလေးတွေကျွန်တော်တို့ရေးလို့ရတယ်ဥပမာ exam မှာ data တွေကိုစီမံခန့်ကွဲဖို့အတွက်ပြီးတဲ့အခါကျွန်တော်တို့ထပ်တလဲလဲလုပ်နေရတဲ့အားတွေကိုကျွန်တော်တို့ပို့ပြီးတဲ့အခါကျတော့အဆင်ပြေအောင်ပြီးတဲ့အခါကျတော့မြန်မြန်ဆက်ဆန်းပို့ပြီးတဲ့အခါကျတော့ရအောင်ဆိုပြီးတဲ့အခါကျတော့ကျွန်တော်တို့အတွက်ကိုကျွန်တော်တို့ software ပြန်ရေးတာကိုခေါ်ပါတယ်ဆိုတော့အဲ့ဒီဟာလည်းအရင်အတော့ဝင်တဲ့ဟာတစ်ခုဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ချက်လေးသွားလိုက်အောင်ဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေပတ်သက်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီကုတ်ရေးတဲ့ဟာကိုကျွန်တော်ဟို လို့စတင်ပြီးတဲ့အခါကျတော့လေ့လာမယ်ပြီးတဲ့အခါကျတော့ရှင်းဆိုင်ရတဲ့အခက်အခဲတွေကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ brand မအောင်ဆုံးချက်ဘာလဲဆိုတဲ့အခါကျတော့ဒီစတင်တင်မှာအတွက်အကြံပြုချက်မှာကျွန်တော်ထည့်ထားပေးပါတယ်ရိုးရှင်းစာစတင်မှာခက်ခဲတဲ့ program တွေနဲ့ကျွန်တော်ပတ်စပါနေရိုးရှင်းတဲ့ program တွေကနေပြောခါစပြီးတော့ခါရောတည်ယူပါအကောင်းဆုံးဘယ် programming language ကိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ HTML တို့ CSS တို့လို့စပြီးရတဲ့အခါကျတော့ရိုးရှင်းနေပြီးရတဲ့အခါကျတော့ဒိုင်းရိုက် ျွန်တော်တို့ရဲ့ reset ကိုမြင်နိုင်တဲ့ကုတ်တွေကိုကျွန်တော်တို့ကစတင်ပြီးတဲ့အခါကျတော့လေ့လာပါနံပါတ်1လေ့ကျင့်ခန်းမှတ်မှန်လုပ်ပါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ကိုအနည်းဆုံးတစ်ရက်ကိုတစ်နာရီလောက်လေ့ကျင့်ပါကျွန်တော်တို့လေ့ကျင့်မှုမရှိဘဲနေတော့ကျွန်တော်တို့ကျွမ်းကျင်လာမှာမဟုတ်ပါဘူးနံပါတ်3 project အသေးစားလေးကျွန်တော်တို့လုပ်ကြည့်ပါဘလိုမျိုးလဲဆိုလို့ရှင်ကျွန်တော်တို့ ChatGPT ကိုသွားတမမဟုတ်ကျွန်တော်တို့ Google ကိုသွားမယ်သွားပြီးလို့ရှင်ကျွန်တော်တို့ level နေ့ကိုက်ညီခဲ့ project ကိုတောင်းလိုက်မယ်တောင်းပြီးလို့ရှင်ကျွန်တော်တို့အဲ့ဒီ project ကို လုပ်ပြီးရခါကျတော့ကျွန်တော်တို့ project based learning လေးကိုကျွန်တော်တို့လုပ်လို့ရပါတယ်။နံပါတ်၄အချက်အပားများနေပြကျွန်တော်တို့သင်ခန်းစာယူရပါမယ်။ဘယ်လိုလဲဆိုလို့ရှိရင် အမှားတွေကိုလုံးမိတဲ့အခါကျလို့ရှိရင်စိတ်မပြတ်ပါနဲ့။အမှားတိုင်းကသင်ခန်းစာတစ်ခုပါ။အမှားကဘာဖြစ်လို့ဖြစ်တယ်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်တို့ကရှာမှာဖြစ်ပါတယ်။ဆိုတော့နံပါတ်၅အချက်တခြား programmer များနေစက်သွဲပါ။ကုတ်ရေးတဲ့သူအချင်းချင်းစက်သွဲပြီးတဲ့အခါကျတော့ကျွန်တော်တို့အသိပညာလေးကိုကျွန်တော်တို့ဖလှယ်ပါ။ Facebook group တွေပြီးရခါကျတော့ Discord channel တွေပြီးရခါကျတော့ Stack Overflow တို့ GitHub တို့လိုမျိုးနေရာတွေမှာကျွန်တော်တို့မေးခွန်းတွေမေးတာတို့ပြီးရခါကျတော့ကိုယ့်ရဲ့ code တွေကိုမျှဝေတာတို့ကိုကျွန်တော်တို့လောက်ဆောင်ပြီးရခါကျတော့တခြား programmer တွေနေဆက်သွယ်ပါဆိုတော့နောက်ထပ် title တစ်ခုကိုကျွန်တော်တို့တွားရအောင်သင်ယူလိုက်တဲ့ code ရင်းနေနေကျွန်တော်တို့ဘာသာစကားလေးဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမအဆုံးစတင်သင်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကတော့ပြောခဲ့တဲ့အတိုင်းပဲ HTML CSS ကိုတွားပါပြီးလို့ရှိရင်ကျွန်တော်တို့ နောက်ထပ်တစ်ခုကကြားတဲ့အခါကျတော့ဒီ Python ဖြစ်ပါတယ်။ Python ကကြားတဲ့အခါကျတော့စတင်လေ့လာတဲ့သူတွေအတွက်အကန့်တော်ဆုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ရေးရတာလည်းလွယ်တယ်ပြီးတဲ့အခါကျတော့ဖတ်ရတာလည်းရှင်းတယ်ပြီးတော့ Data Science တွေပြီးတဲ့အခါကျတော့ AI and Machine Learning စတဲ့နယ်ပယ်တွေမှာကျွန်တော်တို့အသုံးများပါတယ်။သုံးခုမြောက်ကကြားတဲ့အခါကျတော့ကျွန်တော်တို့ JavaScript ပါ website တွေမှာအသုံးများတဲ့ဘာသာစကားတစ်ခုဖြစ်ပြီးတဲ့ခါကျတော့ HTML နဲ့ CSS တွေကိုလေ့လာရင်နေဆက်ပြီးတဲ့ခါကျတော့လေ့လာနိုင်ပါတယ်။ဒီ website တွေရဲ့အထက်က function တွေစတဲ့အရာတွေကိုကျွန်တော်တို့ဖန်တီးနိုင်ပါတယ်။ နံပါတ်၄အချက် SQL လေးပါလဲဆိုတဲ့အခါကျတော့ database တွေကိုကျွန်တော်တို့စီမံခန့်ခွဲဖို့အတွက်အသုံးပြုတယ်ဒီအများဆုံးဒီ SQL ကကြတဲ့အခါကျတော့ကျွန်တော်တို့သုံးတဲ့နေရာမှာအများဆုံး language တစ်ခုဖြစ်ပြီးတဲ့အခါကျွန်တော်တို့လွယ်လွယ်ကူကူသင်ယူလို့ရပါတယ်မြန်မာနိုင်ငံမှာကျွန်တော်တို့ကုတ်ရေးသားခြင်းနဲ့ကျွန်တော်တို့လေ့လာမှုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နောက်ထပ်တိုက်ရိုက်တစ်ခုပါဆိုတော့ပထမဆုံးအချက်ကျွန်တော်တို့သင်တန်းတွေတိုးပေါ်လာတယ်ဒီဒီနှစ်ထဲမှာပေါ့နော်ဒီရန်ကုန်နဲ့မန္တလေးစတဲ့မြို့တွေမှာကျွန်တော်တို့ ကုတ်ရည်တဲ့တင်တန်းတွေပုံပေါ်ပြီးတဲ့ခါကျတော့များပြားလာတာကိုကျွန်တော်တွေ့ရပါတယ်ဒီ covid 19ကာလနောက်ပိုင်းမှာဒီ online တင်တန်းတွေကလည်းပို့ပြီးတဲ့ခါကျတော့အလုပ်ဖြစ်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်တကယ်ကောင်းတဲ့တင်တန်းကတော့ရှားပါတယ်အဲဒါကြောင့်မလို့တကယ်ကောင်းတဲ့တင်တန်းကိုရှားပြီးတဲ့ခါကျတော့မိတ်ဆွေတို့လေးလာခြင်းတဲ့ဟာကိုကျွန်တော်တို့လေးလာပါတော့နံပါတ်2အချက်ကျွန်တော် online အတိုင်းဝိုင်းနေ လိုမျိုးလဲဆိုလို့ချင်းကျွန်တော် Facebook group တွေပြီးတော့ Discord channel လေးခုနကတော့ပြောခဲ့သလိုဒီ Telegram channel တွေမှာမြန်မာ programmer တွေစုလာပြီးတဲ့အခါကျတော့ဒီအသိပညာတွေမျှဝေတာတွေပြီးတဲ့အခါကျတော့အတွေ့အကြုံဖလှယ်တာမျိုးတွေလုံလာတာတွေပုံမူပြီးတဲ့အခါကျတော့များပြားလာပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ community ရဲ့အတွက်အရန်ကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်နံပါတ်3အချက်ကျွန်တော်တို့ local community များရဲ့လိုအပ်ချက် ပါလဲဆိုလို့ရှင်ဒီမြန်မာနိုင်ငံမှာဒီ ID company တွေတိုးပွားလာတာနေအမျှဒီကုတ်ရင်းနိုင်တဲ့သူတွေပြီးတဲ့အခါကျတော့ကုတ်ကိုတကယ်ကြောချင်းချစ်ချင်လုံနိုင်တဲ့သူတွေကိုကျွန်တော်တို့ပုံမူပြီးတဲ့အခါကျတော့လိုအပ်ပါတယ်ဒါကကျွန်တော်တို့လို့ဒီလူငယ်တွေအတွက်အခွင့်အလမ်းကောင်းတွေကိုကျွန်တော်တို့ဖန်တီးပေးနေပါတယ်ဆိုတော့နံပါတ်၄အချက်ကျွန်တော်တို့နိုင်ငံသားနေဟာလေ ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိန္ဒိနာချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံတို့စင်ကာပူနိုင်ငံတို့မလေးရှားနိုင်ငံတို့စတဲ့နိုင်ငံတွေမှာအလို့အကိုင်းအခွင့်အလမ်းတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ programming ကကြတဲ့အခါကျတော့ဒီကဘာနေချီပြတဲ့အခါကျတော့လုံနေတဲ့အတွက်ပါ။ဆိုတော့ဒီမြန်မာနိုင်ငံရဲ့လူငယ်တွေအတွက်နိုင်ငံတကာအဆင့်မီကုတ်ရေးတက်ဖို့လဲကျွန်တော်တို့လိုအပ်ပါတယ်။ကျွန်တော်တို့နိုင်ငံတကာနေရှင်ပြိုင်ပြတဲ့အခါကျတော့ကုတ်ရေးနိုင်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံတွေကိုလည်းကျွန်တော်တို့ပွားလို့ရပါတယ်။ဆိုတော့ ကျွန်တော်တို့ဒီ programmer တယောက်ဖြစ်ဖို့အတွက်အဓိကလိုအပ်တဲ့အရေးအချင်းတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဘာလဲဆိုတဲ့အခါကျတော့နံပါတ်1ကျွန်တော်တို့ပြဿနာတွေဖြေရှင်းနိုင်ရပါမယ်။ programmer ရဲ့အဓိကအလုပ်လုပ်ရတဲ့ဟာကဘာလဲဆိုတဲ့အခါကျတော့ပြဿနာတွေဖြေရှင်းတာပါ။ရှုပ်ထွေးတဲ့ပြဿနာတွေကိုကျွန်တော်တို့အစိတ်အပိုင်းတိတိလေးလေးကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာပြီးတဲ့အခါကျတော့ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုကျွန်တော်တို့ကရှာတာပါ။ဆိုတော့ပရမဆုံးချက်ပြဿနာဖြေရှင်းနိုင်ရပါမယ်။ဒုတိယချက်ကျွန်တော်တို့စိတ်ရှည်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ ကုတ်ရေးတာကကြတော့ကျွန်တော်တို့ဒိုင်းကနေဆိုပြီးခဲ့ခါကျတော့ program တစ်ခုလုံးကိုကျွန်တော်ရေးလို့မရပါဘူးကျွန်တော်တို့ application တစ်ခုဆိုလို့ရှိရင်6လလောက်ကျွန်တော်တို့ရေးရပါတယ်ဆိုတော့ message လို့စိတ်ရှိပါအဲ့ဒီကုတ်ရေးတာမှာလည်းအမှားတွေပြဿနာတွေနေ့ကျွန်တော်တို့ကြုံတဲ့အခါကျလို့ရှိရင်စိတ်မပြတ်ဖန်နေဆက်လက်စူးစမ်းပါစိတ်ရှိတီးခတ်မှုကအရင်အရေးကြီးပါတယ်နံပါတ်3အချက်လေးလာလို့စိတ်ဘာလဲဆိုတော့မီးပညာငယ်ပယ်ရကြတဲ့အခါကျတော့တော်တော်ကြီးကိုပြောင်းလဲတာမြန်နေတဲ့အတွက်ကျွန်တော်တို့အမြဲတမ်းလေ့လာဖို့လိုပါတယ် အသက်အသက်တော့ကရိယာတွေပြီးတဲ့အခါကျတော့နီးပညာတွေကိုကျွန်တော်တို့ဆက်လက်လေ့လာလို့တဲ့စိတ်သက်ရှိဖို့ကကျွန်တော်တို့အရင်အရေးကြီးပါတယ်။နံပါတ်၄အချက်ကျွန်တော်တို့အသက်အဖွဲ့နေလောက်ကွိုင်းနိုင်မှုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တင်ပေါ့ကျွန်တော်တို့ project အကြီးကြီးမှာကျွန်တော်တို့တယောက်တည်းလုပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးအဲအကြောင်းမို့လို့အတွက်ကျွန်တော်တို့ဒီ project အကြီးတစ်ခုလုပ်မယ်ဆိုလို့ရှင်အသင်အဖွဲ့နေလောက်ကွိုင်းရတာပုံမများပြပါပါတယ်အဲအကြောင်းကျွန်တော်တို့တခြားသူတွေနေပူပေါင်း လုတ်ကင်နိုင်တဲ့အရေးအချင်းလဲကျွန်တော်တို့လိုအပ်ပါတယ်။ဆိုတော့ကျွန်တော်တို့ညီကောင်းချုပ်ပြောပါမယ်။ဘာလဲဆိုလို့ရှိရင်ကုတ်ရည်ချင်းကခက်ခဲသလား။ဒီမေးခွန်းကိုအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ကုတ်ရည်ချင်းကခက်ခဲနိုင်ပေမဲ့လေးလာဖို့မဖြစ်နိုင်ဘူးဆိုတာအแทမှာတော့ကျွန်တော်တို့မပါပါဘူး။ကျွန်တော်တို့အရေးကြီးတဲ့ဟာတွေကဘာလဲဆိုတော့ကျွန်တော်ရေကျွန်တော်တို့ရဲ့ညီမန်းချက်ကိုရှင်းရှင်းလင်းလင်းသိထားပါကျွန်တော်တို့နေတက်လျော်တဲ့ programming language တကူကိုရေးပါ ပြီးရခါကျတော့တဆင့်ချင်းစီကျွန်တော်တို့စနစ်တကျလေးလာပါစိတ်ရှိတီးခံပါပြီးလို့ရှိရင်ကျွန်တော်တို့ community တွေနဲ့ဆက်သွယ်ရမှာမကြောက်ပါနဲ့အဆုံးထိကြည့်ပြီးတဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်းဘိုင်ပါ